ချက်စီရဲ့ကျောင်းနံပါတ်ကိုကျင်းစာကိုမကြောက်တဲ့ဒီလက်ချက်စီမှာကျောင်းနံပါတ်ကိုစင်ပြန်ခွင့်ရတဲ့ကစားသမားတွေကန်ဆူးမှုမောင်ကြာနေတာကြားပါပြီတော်ရက်စ်လိုကဘာပပီကိုသွင်းလာသူအိုဘာမီယဲလိုအဆုံးသက်သမားကောင်းတွေဟာချက်စီမှာကျောင်းနံပါတ်ကိုဝစ်စင်ခွင့်ရပြီးနောက်ကိုယ်ကိုသူတွေတန်ကြီးတက်သွားတာပါပဲချက်စီရဲ့ကျောင်းနံပါတ်ကိုကျင်းစာမိသွားတာတော်ရက်စ်နဲ့အိုဘာမီယဲတို့နှစ်ဦးရဲ့တော့မဟုတ်ပါဘူးလူကာကူဟီဂွာရင်ဖေကောမူရာတာတို့လိုတိုက်စစ်မှုတွေလည်းပါပါတယ်သူတို့အားလုံးကျောင်းနံပါတ်ကိုကျင်းစာတင်ခဲ့ကြတာပါ 2023ရာသီမှာအိုဘာမီယန်က22ပွဲကစားပြီး3ခုသာသွင်းနိုင်လို့ဝေဖန်ခံရတယ်။မြန်မာပြည်တောင်ရွှေ့ကျင်းနဲ့ချက်စီးကိုတကြောပြန်ရောက်လာတဲ့လူကောက်ကူကလည်း2021 22ရာသီမှာ58ပွဲကစားပြီး15ခုသာသွင်းယူနိုင်ခဲ့တာပါ။လူကောက်ကူကအင်တာမီလန်၊နာပိုလီတို့မှဂိုးရီသွင်းပြီးချန်ပီယံဆုပါယူပြခဲ့လို့ချက်စီးရဲ့ကျောင်းနံပါတ်ကိုချိန်ဆဟာကြောက်စရာကောင်းတယ်ဆိုတာမြင်သာခဲ့တာပါပဲ။အင်္ဂလန်ရဲ့နံပါတ်9ကျပွဲသေးလို့ထင်ရှားမှုတဲ့တင်မီအီဘရာဟန်ကလည်းချက်စီးရဲ့ကျောင်းနံပါတ်ကိုစက်ခံပြီးနာမည်ပြတ်ခဲ့ရတာပါပဲ။ 2019-20နဲ့2021-22ရာသီအတွင်းမှာ82ပွဲကစားပြီး930သာတွင်းနိုင်ခဲ့တာပါ။ Igorin Fegao လို့ဂိုးသိမ်းမုတ်ဆိုးတွေလည်း Chelsea ကစားသမားဘဝမှာ10ဂိုးပြည့်အောင်မတွင်းနိုင်ခဲ့ပါဘူး။ Igorin က9ဂိုး Fegao က2ဂိုးသာတွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Torres ကတော့ Chelsea ရဲ့ကျောင်းနံပါတ်5ပိုင်းရှင်ဖြစ်2017ရာသီကနေ2014-15ရာသီအတွင်းကစားခဲ့တာပါ။သူက182ပွဲမှာ55ဂိုးသာပိုင်ဆိုင်ခဲ့ပြီးသတိကွက်ထဲပလက်မျောခဲ့ရတာပါပဲ။ Chelsea မှာကျောင်းနံပါတ်5ဝေပြီးမှ2ဂိုးမှမတွင်းနိုင်တာနှစ်ဦးရှိပါတယ်။ ရန်ကိုဒီဆန်တိုနဲ့ဘိုလာရုစ်တို့ပါဘိုလာရုစ်ကခံစစ်ကစားသမားဖြစ်ပေမဲ့အတက်ဆမ်းပြီးကျောင်းနံပါတ်ကိုဝင်ကစားခဲ့တာပါသူကိုမသွင်းနိုင်တဲ့အပြစ်မဆိုတာပေမဲ့တိုက်စစ်ကစားသမားဖြစ်ပြီးကိုမသွင်းနိုင်တဲ့ဒီဆန်တိုအတွက်တော့အဆက်စီရတော်တော်လေးကောင်းခဲ့ပါတယ်ခုဒီလက်ကရောကျောင်းနံပါတ်ကိုစင်မြန်းပြီးဘလို့ဖြစ်လာအောင်ပါလဲသူကအဲ့လိုအရာတွေအယုံကြည်မရှိပဲကိုလို့ဆရာရှိကအကောင်းဆုံးလုပ်မယ်လို့တော့ကြွေးကြော်ထားတာပါပဲ online sport martin ဆက်ပါရင်ဘလို့နဲ့ပတ်သက်တဲ့အားသာသတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေခင်ဗျာ